ဒီတစ်ခါလဲအီရန်ဗိုလ်ချုပ်တအူကိုအစ္စရေးကထပ်မံချိန်မုံလိုက်ပြန်ပါပြီ။ဒီတစ်ခါတော့အီရန်ရဲ့ထိတ်တန်းစစ်ဗိုလ်ချုပ်တအူတေဆုံးသွားခဲ့တဲ့ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအစ္စရေးကလုံဆောင်ခဲ့တာပါ။အခုဆိုရင်အီရန်ရဲ့အမြင့်ဆုံးကောင်းဆောင်အယာတိုလာအလီခါမနီဟာကြောက်လန့်တကြားဖြစ်နေပါပြီ။ Israel F35 တိုက်လေယာဉ်တစ်စင်းက သူ့ရဲ့ထိတ်တန်းဗိုလ်ချုပ်တအူကိုချိန်မုံလိုက်ပြီးနောက်သူ့အသက်အတွက်စိုးရိမ်နေတာပါ။ဒီနေ့မှာတော့အီရန်ရဲ့ထိတ်တန်းကောင်းဆောင်ကြီးဘလို့လောက်ကြံခံလိုက်ရတယ်လဲ။ လောက်ကျမှုရဲ့နောက်မှာရောဘလို့အကျိုးဆက်တွေရှိလာမလဲအီရန်ရဲ့ခေါင်းဆောင်ပြီးခါမီနီပုံအောင်နေတာကပြည်သူတွေကိုဘလို့တုံ့ပြန်မှုတွေဖြစ်ပေါ်လာစီမလဲဖျို့ဖျဲဖြစ်နေတဲ့ထိပ်သီးခေါင်းဆောင်တွေရဲ့အာဏာလွန်ဆွဲပွဲတွေဘလို့ဖြစ်နေတယ်လဲဆိုတာဆွေးနွေးတင်ပြသွားပါမယ်ဇွန်လ18ရက်နေ့မှာ Israel F35 လေယာဉ်မှုတွေရဲ့တိုက်ခိုက်မှုတွေကြောင့်အီရန်ရဲ့ထိပ်တန်းစစ်ခေါင်းဆောင်အလီရှတ်မာနီတေဆုံးသွားကြောင်းသတင်းတွေထွက်ပေါ်လာခဲ့ပါတယ် ဒါဟာအကြီးမားဆုံးအဖြစ်ပြက်ပါပဲ The Telegraph ရဲ့သတင်းစာအရ Shatmani ဟာ DR ကိုရတာ၄ရက်လောက်ပဲရှိသေးချိန်မှာ F35 ကခြေမုံးလိုက်တာလို့သိရပြီးတော့၄ရက် Shatmani လို့တောင် ခေါ်ကြပါတယ်ဒါဆိုရင်ဒီတိုက်ခိုက်မှုကြီးဘယ်လိုဖြစ်သွားခဲ့တာလဲ Israel က Shatmani ကိုခြေမုံးတာနဲ့ပတ်သက်ပြီးတိတိကျကျပြောကြားခဲ့ပါတယ် Israel ကာကွယ်ရေးတပ်ဖွဲ့ IDF ကရုတ်တရက်အခွင့်အရေးတစ်ခုပေါ်ပေါက်လာလို့ ဒီတိုက်ခိုက်မှုကိုလှုပ်ဆောင်ခဲ့တာလို့ပဲပြောကြားခဲ့ပြီးဒီတိုက်ခိုက်မှုကြောင့်တီဟီရန်လေပိုင်းကကိုကဲရေးစခန်းတစ်ခုလုံးပျို့လဲသွားပြီးရှတ်မာနီလည်းပါသွားခဲ့ပါတယ်။ဒါကဘာကိုဆိုလိုသလဲဆိုတာခန့်မှန်းနိုင်ပါတယ်။ဖြစ်နိုင်ခြေအများဆုံးကတော့အစ္စရေးဟာရှတ်မာနီကိုစောင့်ကြည့်နေပြီးသူ့ရဲ့လှုပ်ရှားမှုတွေကိုခြေရာခံနေခဲ့တာပါ။သူပုံးနေရကနေကိုကဲရေးစခန်းကိုထွက်လာတာနဲ့ F35 တစ်စင်းကသူ့ကိုချိန်မုံ့ဖို့ရောက်လာခဲ့တာပါ။မော့ဆက်လည်းပါဝင်ခဲ့တာဖြစ်နိုင်ပါတယ်။ အစ္စရေးရဲ့အလွန်လျှို့ဝှက်တဲ့လျှို့ဝှက်အေဂျင့်တွေအီရန်မှာလှုပ်ရှားနေတာကိုကျွန်တော်တို့သိပါတယ်။ Royal United Survey Institute ကထောက်ပြထားတဲ့အတိုင်း Mossad agent တွေဟာအစ္စရေးရဲ့ Operation Rise and Lion စစ်စင်ရေးကိုစတင်နိုင်ဖို့အဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။အီရန်ရဲ့ကနဦးလေကြောင်းတိုက်ခိုက်မှုတွေမလုဆောင်ခင်လက်နက်တွေမှောင်ခိုသွင်းဖို့နဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကိုဖျက်ဆီးဖို့သူတို့ကိုအီရန်တဲကိုစိတ်လွှတ်ခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုတွေကအဲ့ဒီလိုလှုပ်ဆောင်ခဲ့တဲ့အတွက်အလွန်ထိရောက်ခဲ့ပါတယ်။ အခုလေမော့ဆက်ယာရှိတွေဟာအီရန်ထဲမှာပဲဆက်လက်လှုပ်ရှားနေပြီးအစ္စရေးလေကြောင်းတိုက်ခိုက်မှုတွေအတွက်လမ်းညွှန်ပေးတာဖြစ်နိုင်ပါတယ်။ရှတ်မာနီဘလောက်အရေးပါသလဲ။ရှတ်မာနီဟာအရိတိုက်ခိုက်မှုရဲ့နောက်ဆုံးပေါ်အရေးကြီးဆုံးတားကောင်တွေကတူပါပဲ။ The Telegraph ရဲ့အီရန်ရဲ့စစ်ဦးစီးချုပ်လို့သတ်မှတ်တဲ့ရှတ်မာနီဟာအလီခါမီနီရဲ့အဓိကလက်ထောက်တအူးဖြစ်ပြီးဇွန်လ13ရက်နေ့မှာပဲသူ့ရဲ့ယာရုကိုခန့်အပ်ခံခဲ့ရတာပါ။ အဲ့ဒီတုန်းကအစ္စရေးရဲ့ပထမဆုံးလေကြောင်းတိုက်ခိုက်မှုတွေကြောင့်သူ့ရဲ့ရှေ့ရာထူးတောင်ဝင်ယူခဲ့သူဗိုလ်ချုပ်ကြီးဂိုလမ်အလီယာရှစ်ကသေဆုံးသွားခဲ့တာပါ The Telegraph ကရှတ်မာနီဟာအီရန်လက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာအမြင့်ဆုံးအဆင့်ခေါင်းဆောင်တွေမှာပဲအရာဒိုလာနဲ့အနည်းဆက်ဆုံးစည်ရေးရာရှိဖြစ်တယ်လို့ဆိုပါတယ် The Times of India ကရှတ်မာနီသေဆုံးမှုနဲ့ပတ်သက်ပြီးဇွန်လ18ရက်နေ့မှာပုံမှုအသေးစိတ်သတင်းဖော်ပြခဲ့ပါတယ် IDF ကရှက်မာနီကိုချိန်မုံးပြီးမကြခင်မှာပဲ Twitter မှာသူ့ရဲ့သေဆုံးမှုကိုကြေညာခဲ့ပါတယ်။ငားရက်တွင်ဒုတိယချိန်မြောက် IDF ကအီရန်ရဲ့စစ်ဦးစီးချုပ်အစိုးရရဲ့ထိတ်တန်းစစ်ကောင်းဆောင်ကိုချိန်မုံးလိုက်ပြီးအီရန်ရဲ့အမြင့်ဆုံးစစ်အရာရှိနဲ့ခါမီနီရဲ့အနီးဆက်ဆုံးစစ်ရေးကြံပေးဖြစ်တဲ့အလီရှက်မာနီဟာတိကျတဲ့ထောင်နှိုင်းရေးသတင်းချက်လက်တွေရတီဟီရန်အလဲပိုင်းက IAF Israeli တိုက်ခိုက်မှုကြောင့်သေဆုံးသွားခဲ့တယ်လို့ဖော်ပြထားပါတယ်။ ဒါကမော့ဆက်ပါဝင်မှုအတွက်ပိုပြီးအားဖြည့်ပေးလိုက်တာပါပဲ The Times of India's အရာရှတ်မာနီဟာယခင်ကအီရန်ရဲ့အရေးပေါ်ကုတ်ကဲမှုဌာနချုပ်ဖြစ်တဲ့ Khadam El Anbiya ဘဟုဌာနချုပ်ရဲ့ခေါင်းဆောင်ဖြစ်တာဝန်ထမ်းဆောင်ခဲ့မှုပါတယ်ဒါကသူဟာ Operation Rising Lion ကိုအီရန်ရဲ့တုံ့ပြန်မှုကို စီနီယာမှာအဓိကအခန်းကဏ္ဍကနေပါဝင်နေတယ်လို့ဆိုလိုနိုင်ပါတယ်သူရဲ့ယာရုအစ်စ်မှာတော့ Iran Tolerance အဆောင်တစ်ဖွဲ့ IRGC နဲ့ အီရန်ရဲ့ပုံမှန်တက်မတော်ကြားကြီးကြပ်ညှိနှိုင်းမှုတာဝန်ယူထားပါတယ်။သူဟာတိုက်ခိုက်ရေးလုပ်ငန်းတွေကိုအိန္ဒိယက IDF ကိုကိုးကားပြီးဖော်ပြပါတယ်။ IDF ကသူ့ရဲ့တာဝန်မျိုးမျိုးမှာအစ္စရေးနိုင်ငံကိုပိတ်မှတ်ထားတဲ့အီရန်ရဲ့ထိုးစစ်စီမံကိန်းတွေပေါ်တိုက်ရိုက်ဩဇာတက်ရောက်မှုရှိခဲ့တယ်လို့လည်းထပ်လောင်းပြောကြားခဲ့ပါတယ်။စစ်ကောင်းဆောင်များအားခြေမုံရေးပြူဟာဒါကြောင့်ဒီအောင်မြင်တဲ့တိုက်ခိုက်မှုကအလွန်ကြီးမာပါတယ်။ ဒါဟာအစ္စရေးကအီရန်မှာရှိတဲ့စစ်ကောင်းဆောင်တိုင်းကိုခြေမုံနေတဲ့ကျယ်ပြန့်တဲ့ခေါင်းဖြတ်ဗျူဟာရဲ့တစိမ့်တစ်ပိုင်းပါပဲ The Telegraph ကထောက်ပြတဲ့အတိုင်းရှတ်မာနီဟာ Operation Rising Lion ကာလာတွင်တေဆုံးသွားခဲ့တဲ့အီရန်ရဲ့အဓိကစစ်ရေးရာရှိတွေကနောက်ဆုံးပေါ်နဲ့အရေးပါသောပုံကူတူတာဖြစ်ပါတယ်။သူရဲ့ရှေ့ယာရူးတောင်ဝင်ယူခဲ့သူဂိုလမ်အလီယာရှစ်လည်းအဲ့ဒီထဲမှာပါဝင်ပါတယ်။ဒါအပြင် အစ္စရေးဟာကာမီနီရဲ့အနီးဆက်ဆုံးလက်ထောက်တွေကတအူးဖြစ်တဲ့ အလီရှမ်ခါနီကိုလည်းခြေမုံခဲ့ပါတယ်။လက်နက်ကိုင်တပ်ဖွဲ့ရဲ့ရခင်စစ်ဦးစီးချုပ်မိုဟာမက်ဘာဂီရီလည်းတေဆုံးသွားခဲ့တယ်လို့ IRGC ကိုဥဆောင်ခဲ့မှုတဲ့ဟူစိန်ဆာလာမီလည်းတေဆုံးခဲ့ပါတယ်။ Quest တပ်ဖွဲ့မှုအစ်မေကာအနီကလည်းတေဆုံးခဲ့တယ်လို့ IRGC ရဲ့လေကြောင်းစွမ်းအားတပ်ဖွဲ့မှုအာမရအလီဟာဂျီဇာဒီကလည်းတေဆုံးသွားခဲ့ပါတယ်။အစ်စရေးဟာဒီအရာအလုံးကိုတပတ်အတွင်းမှာလှုပ်ဆောင်ခဲ့တာပါ။ The Telegraph က ဒီလိုအစ်မြင့်စစ်ဘက်အရာရှိတွေကိုပြစ်မှတ်ထားတာကြောင့်အီရန်ရဲ့စီမံကိန်းတွေရပ်ဆိုင်းသွားပြီးတီဟရန်အနေနဲ့ Operation Ryzen Lion ကိုပြင်းထန်စွာတုံ့ပြန်ဖို့မဖြစ်နိုင်သလောက်ဖြစ်သွားစေတယ်လို့ဖော်ပြပါတယ်။အမည်မဖော်လိုတဲ့စစ်ဘက်အရာရှိတခုကသတင်းဌာနကိုပြောကြားခဲ့တဲ့အချိန်အီရန်ရဲ့အမြင့်ဆုံးကောင်းဆောင်ခါမီနီမှာသူ့ပတ်ဝန်းကျင်မှာအနီးကပ်ကောင်းဆောင်အဖွဲ့ရှိပြီးအဲ့ဒီကောင်းဆောင်အများစုကိုခြေမှုန်းလိုက်ပြီးဖြစ်တယ်လို့သူတို့ဟာနောက်ထပ်ချင်းချောင်းမှုမဟုတ်တော့ပါဘူးလို့ဆိုပါတယ်။ဒါကခေါင်းဖြတ်ပြူဟာမဟုတ်ဘူးဆိုရင်တော့ ်ခါမီနီကိုခေါင်းလိုတတ်မှတ်မယ်ဆိုရင် အစ္စရေးဟာလေပင်အောက်ကအစိပ်ပိုင်းအလုံးကိုပြစ်မှတ်ထားနေပုံပါပဲအီရန်စစ်တပ်ရဲ့လက်မောင်းတွေခြေထောက်တွေနဲ့ခန္ဓာကိုယ်တွေကိုစနစ်တကျချိန်မုံးနေပြီးသူ့နိုင်ငံကိုဖျက်ဆီးနေတဲ့ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုတုံ့ပြန်မှုခါမီနီကိုထောက်ပံ့ပေးမယ်ဘာကူမှမကြံတော့အောင်လုပ်နေတာပါအစ္စရေးရဲ့ခေါင်းဖျက်ပြူဟာကြောင့်အီရန်စစ်ဦးစီးချုပ်အလီရှတ်မာနီတေဆုံးသွားပြီးနောက်မှာအီရန်ကြီးကအလီခါမီနီမှာကြီးမားတဲ့ဖိအားတွေနဲ့ရင်ဆိုင်နေရပါတယ် ပြီးကြတဲ့တပတ်တွင်စစ်ဦးစီးချုပ်ယာရုမှာတာဝန်ယူခဲ့တဲ့နှစ်ဦးစလုံးသေဆုံးခဲ့ပြီးနောက်အတွေ့အကြုံနဲ့ဉာဏ်ရည်ရှိတဲ့ခေါင်းဆောင်တွေရှာပါလာနေပါတယ်။မော့ဆက်ရဲ့ထိုးဖက်ဝင်ရောက်မှုတွေကြောင့်ခါမီနီအတွက်ယုံကြည်ရမယ့်သူကရှာရတာပိုခက်ခဲလာပါတယ်။အစ္စရေးကအီရန်ခေါင်းဆောင်ဘက်ကိုစောင့်ကြည့်နေတာကြောင့်ခန့်အပ်ရမယ့်စစ်ဦးစီးချုပ်အသစ်ဟာချက်ချင်းပြတ်မှတ်ဖြစ်လာပြီးလျှို့ဝှက်စွာလှုပ်ရှားနေရပါလိမ့်မယ်။နေတရာဟုကအီရန်မှာအစိုးရအပြောင်းလဲဖြစ်ဖို့ရည်ရွယ်ပြီး သူ့ရဲ့တိုက်ပွဲဟာလူသက်သမားအစ္စလာမ်ရဲ့အစိုးရနဲ့ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။နေတန်ယာဟုရဲ့မြင်ရခါမီနီဟာဒေတာရင်းချက်ဖတ်မှုတွေနဲ့နျူကလ িয়ার စစ်ပွဲစီတွန်းပို့နေတဲ့စစ်သွေးကြွလူသက်သမားတအူးဖြစ်ပြီးသူ့ကိုချိန်မုံမှသာဒီရန်လိုမှုတွေရပ်တန့်မယ်လို့ဆိုပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုတွေမှာအမေရိကန်ပါဝင်လာနိုင်တဲ့သဲလွန်စားတွေထွက်ပေါ်လာပါတယ်။နေတန်ယာဟုကအီရန်ဟာအမေရိကန်ကိုလည်းချိန်ချောက်နေတာကြောင့်အမေရိကန်အနေနဲ့အစ္စရေးကိုကူညီဖို့တောင်းဆိုခဲ့ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းကာမီနီကိုချိန်းချောက်ဖို့စိတ်ဝင်စားပုံရပြီးဒီအမြင့်ဆုံးခေါင်းဆောင်ဘယ်မှာပုံနေလဲဆိုတာကျွန်တော်တို့အတိအကျသိတယ်။သူက လွယ်ကူတဲ့ပြစ်မှတ်တစ်ခုပဲလို့ပြောကြခဲ့ပါတယ်။ထရန့်ကကာမီနီကိုချက်ချင်းချိန်မှုမှမဟုတ်သေးဘူးလို့ဆိုပေမဲ့အရက်သားဒါမှမဟုတ်အမေရိကန်စစ်သားတွေကို ပြစ်မှတ်ထားရင်တော့သူတို့ရဲ့တီးခံနိုင်စွမ်းကုံဆုံးလာလိမ့်မယ်လို့တတိပေးခဲ့ပါတယ်။အမေရိကန်နေနဲ့အစ္စရေးကိုလိုအပ်တဲ့စစ်ရေးထောက်ပံ့တွေပေးမလား။ဒါမှမဟုတ် ကာမီနီကိုတိုက်ခိုက်မဲ့လုပ်ငန်းစဉ်မှာပါဝင်မလားဆိုတာမရေမယာဖြစ်နေသေးပါပဲ။ဒီရာအလုံးကအစ္စရေးက Rising Lion စစ်စင်ရေးကာလာတွင်ပြစ်မှတ်မျိုးမျိုးကိုတိုက်ခိုက်နေခြင်းမှာဖြစ်ပွားခဲ့တာပါ။ IDF ရဲ့ပြစ်မှတ်တွေထဲမှာအီရန်ရဲ့စေဦးစီးချုပ်တွေထဲမှာကပဲအ धिक စစ်ရေးနေရာတွေကနေနိုင်ငံရဲ့နျူကလ িয়ার ဆက်ရုံတွေအထိပါဝင်ပါတယ်။ Sky News က Israel ရဲ့တိုက်ခိုက်မှုကြောင့်အရက်သားတွေအပါအဝင်လူ650ကျော်သေဆုံးခဲ့ပြီး အီရန်ကနျူကလ িয়ার ဘုံးဖန်တီးဖို့တိတိတသားနှီးဆက်လာတဲ့အတွက်ဒီတိုက်ခိုက်မှုတွေလှုံ့ဆော်တာလို့ဖော်ပြပါတယ်။ရှတ်မာနီလိုပုံကိုယ်ရေးပြင်အစ္စရေးဟာအီရန်ရဲ့ထိပ်တန်းနျူကလ িয়ার သိပ်ပံပညာရှင်တွေလိုခြေမုံနေပြီးတီဟီရန်နဲ့အရှိတောင်ဘက်135မိုင်အကွာမှာရှိတဲ့နာတန်စ်နဲ့ကွမ်မြို့နာကဖော်ဒိုယူရေနီယံကျွဲဝါရေးစက်ရုံလိုနျူကလ িয়ার နေရာတွေကိုလည်းတိုက်ခိုက်ခဲ့ပါတယ်။နာတန်စ်ကတော့ပျက်စီးသွားပါပြီ။ BBC ကနိုင်ငံတကာအမှုမြှုပ်စွမ်းရေးအေဂျင်စီ IAEA ရဲ့ Rafael Croxy က Israel ရဲ့တိုက်ခိုက်မှုတွေကြောင့်အဲ့ဒီဆက်ယုံက Century Fuse တွေပျက်စီးသွားခဲ့ပြီး Iran ကလက်နက်အသင့် Uranium ကိုကျွဲပေါက်အောင်လှုပ်ဆောင်နေတော့မှာမဟုတ်ဘူးလို့ယုံကြည်ကြောင်းဖော်ပြထားပါတယ်။ Fordo ကတော့ပိုပြီးတိုက်ခိုက်ရခဲ့တဲ့ပြစ်မှတ်တစ်ခုပါ။တောင်ထဲမှာစောက်ထားပြီးမြေအောက်ယာပေါင်းများစွာအနက်မှာရှိတဲ့အတွက် Israel အနေနဲ့ဒီအလုပ်ကိုလှုပ်ဆောင်မှုအတွက် Bangar Bastin Bomb အထူးသဖြင့် American B2 Steel Bomber ကနေသာချနိုင်တဲ့14တန် GBU 57 bomb လိုအပ်ပါလိမ့်မယ်။ ဒါပေမဲ့ဒီလောက်ထိသွားစရာမလိုတော့တာလည်းဖြစ်နိုင်ပါတယ်။အီရန်ရဲ့စစ်ကောင်းဆောင်တွေကိုချိန်မုံလိုက်တာနဲ့လည်းလုံလောက်နိုင်ပါတယ်။ကာမီနီကိုရိုင်းကာမီနီကိုရိုင်းနဲ့ပတ်သက်ပြီးထရန့်ကအီရန်ရဲ့အမြင့်ဆုံးကောင်းဆောင်ဘာလုပ်နေလဲဆိုတာကိုအတိအကျဖော်ပြခဲ့ပါတယ်။ပုံအောင်နေတာပါပဲ။ကာမီနီဟာအစ္စရေးရဲ့ရှတ်မာနီနဲ့တခြားစစ်ရေးအကြံပေးတွေကိုချိန်မုံနေတဲ့ရက်တိုက်မဲ့ရေခင်းကြောင့်အလွန်မင်းထိတ်လန့်နေပြီး operation live rising lion ဆက်လက်ပြင်းထန်နေချိန်မှာပုံအောင်နေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဇွန်လ15ရက်နေ့မှာ Iran International ကခါမီနီကို Tehran အရှေ့မြောက်ဘက်မှာရှိတဲ့ La Vision ကမြေအောက်ဘုံးခိုခြင်းတစ်ခုကိုပြောင်းရွှေ့လိုက်ပြီလို့ဖော်ပြခဲ့ပါတယ်။အမည်မဖော်လိုတဲ့သတင်းရင်းမြစ်နှစ်ခုကဒီအချက်လက်ကို ပေးခဲ့ပြီးခါမီနီဟာသူ့ရဲ့ဇနီးနဲ့မိသားစုဝင်တွေနဲ့အတူထွက်ပြေးခဲ့တယ်လို့မှတ်ချက်ပြုထားပါတယ်။ဒါပေမဲ့အမြင့်ဆုံးကောင်းဆောင်ရဲ့သားနှစ်ဦးဖြစ်တဲ့မာဆူးနဲ့ဘူစတာဖာတို့ကတော့ သူနဲ့အတူမပါခဲ့ပါဘူးကျွန်တော်တို့မြင်နေရတာကအီရန်ခေါင်းဆောင်တဦးဟာသူ့အသက်အတွက်ကြောက်လန့်နေချိန်မှာခွန်အားပြဖို့ကြိုးစားနေပုံပါပဲသူ့ရဲ့စစ်ကောင်းဆောင်တွေနဲ့အနီးကပ်အကြံပေးတွေသူ့ဘက်ဝင်ချိန်မှာတေဆုံးနေချိန်သူ့နိုင်ငံရဲ့အရက်သားတွေနဲ့အတူသူကတော့ဘုံတွေသူ့ကိုမထိခိုက်နိုင်ဘူးလို့သူယုံကြည်တဲ့ဘုံခိုခြင်းနဲ့မှာလုံခြုံစွာပုံအောင်နေတာပါဒီနေရာမှာလုံခြုံစွာလို့ပြောပါတယ်ထရမ့်ကိုယုံကြည်မယ်ဆိုရင် American နဲ့ Israel တို့ဟာ Khamenei ဘက်မှာရှိတယ်ဆိုတာအတိအကျသိပါတယ်။ Fordo ကိုချိန်မုံဖို့လိုအပ်တဲ့ Banga Booster ဘုံမျိုးဟာ Iran ခေါင်းဆောင်ကိုတတ်ဖို့လဲလုံလောက်နိုင်ပါတယ်။တနည်းအားဖြင့် Israel ကသူ့ကိုပုံရကနေထွက်လာဖို့စောင့်နေတာဒါမှမဟုတ် Iran ပြည်သူတွေကသူတို့ရဲ့အမြင့်ဆုံးကောင်းဆောင်ပျောက်ကွယ်သွားတာကိုလေကြောင်းတိုက်ခိုက်မှုတွေရပ်တန့်မှုအတွက်အစိုးရအပြောင်းလဲလုပ်ဖို့အချိန်တန်ပြီဆိုတဲ့လက္ခဏာတစ်ခုအဖြစ်ယူဆလာမယ်လို့မျှော်လင့်နေတာဖြစ်နိုင်ပါတယ်။ဘလို့ပဲဖြစ်ပါစေ အရာနှစ်ခုကတော့သိကြပါဗျ။အလီရှတ်မာနီတေဆုံးသွားပြီဖြစ်ပြီးခါမင်နီကတော့ကြောက်လန့်နေကြထွက်ပြေးနေကြပါပြီ။ကဲအခုတော့အရေးကြီးတဲ့မေးခွန်းကိုမေးကြရအောင်ပါ။အီရန်စစ်တပ်ဖွဲ့စည်းပုံရဲ့အုံနောက်လက်မောင်းခြေထောက်နဲ့ခန္ဓာကိုယ်တွေစတဲ့အရေးကြီးတဲ့အင်အားရပ်တွေကိုချိန်မုံပြီးတဲ့နောက်အစ္စရေးကခေါင်းကိုဖြတ်ပြီးချိန်မုံဖို့ဆုံးဖြတ်ရင်ဘာဆက်ဖြစ်မလဲ။အကဲ၍ခါမင်နီဟာအစ္စရေးလမ်းကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးသွားခဲ့ရင်ဘာဆက်ဖြစ်မလဲ။ ကာမနီတည်ဆုံးမှုဟာအီရန်နိုင်ငံကကြုံတွေ့ခဲ့မှုတဲ့အကြီးမားဆုံးအချက်အသေးဖြစ်လာမှာပါ။ပုံမှန်အားဖြင့်အီရန်ရဲ့အမြင့်ဆုံးကောင်းဆောင်နေရာကိုစက်ခန္ဓာကတော့ချုံးမွေတဲ့လုပ်ငန်းစဉ်တစ်ခုပါပဲ။ယခင်အမြင့်ဆုံးကောင်းဆောင်ရူဟိုလာကော်မတီတည်ဆုံးပြီးနောက်ကာမနီယာရုတက်လာတာကိုကျွန်တော်တို့တွေ့ခဲ့ရပါတယ်။ဒါပေမဲ့အစ္စရေးက Operation Rising Lion ကိုမစတင်ခင်ကတည်းကကာမနီဒွတ်စက်ခန္ဓာရဲ့အစီအစဉ်ကချုံးမွေမယ်လို့တော့မထင်ခဲ့ပါဘူး။ Iran International က ဇန်နဝါရီလ2024ခုနှစ်ဇန်နဝါရီလမှာဒီအချက်ကိုထောက်ပြခဲ့ပြီးခါမင်းနီရဲ့အနီးကပ်လူတွေထဲမှာယာရုတက်ဖို့လိုအပ်တဲ့ဂုံတိတ်ခါအာနာဒါမှမဟုတ်ဩဇာလွှမ်းမိုးမှု ပေးနိုင်တဲ့သူမရှိဘူးလို့မှတ်ချက်ပြုခဲ့ပါတယ်။အခုဆိုရင် ပိုပြီးနေသွားပါပြီ။အစ္စရေးကခါမင်းနီတဘာဝအတိုင်းဆက်ခံမဲ့သူကိုရွေးချယ်ဖို့စဉ်းစားနိုင်တဲ့သူတိုင်းကိုစနစ်တကျချေမှုန်းနေပါတယ်။အစ္စရေးရဲ့ဘုံတွေကြားရောက်နေချိန်မှာခါမင်းနီပုံအောင်နေတဲ့အတွက်ဆက်ခံမဲ့သူကိုရွေးချယ်ဖို့ကခေါင်းဆောင်ရဲ့စိတ်ထဲမှာ နောက်ဆုံးအရာဖြစ်ပါလိမ့်မယ်။သူကအသက်ရှင်ရက်ဒီရေးကိုအာရုံစိုက်နေပါတယ်။ဒါပေမဲ့ तू မသိတာကသူ့ရဲ့သေဆုံးမှုဟာအစ္စရေးကိုစန့်ကျင်ဖို့အတွက်အီရန်ပြည်သူတွေကို စီးလုံးညင်ညွတ်တဲ့ခွန်အားကိုပြသဖို့လိုအပ်နေချိန်မှာအီရန်ကိုမရေရာမှုတွေကိုတွန်းပို့လိုက်မှာပဲဖြစ်ပါတယ်။အီရန်မှာဗျံမတာဖြစ်သွားပါလိမ့်မယ်။ဒါကပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်ရဲ့ပြောကြားချက်ပါပဲ။ The Times of Israel ကမက်ခရွန်က G7 နိုင်ငံများအစည်းအဝေး ဇွန်လကုန်ပိုင်းမှာပြောကြားခဲ့တာကိုကိုကာပြီးဒီနေ့အကြီးအမားဆုံးအမှားကတော့စီရင်နီလန်းတွေနဲ့အီရန်မှာအစိုးရအပြောင်းလဲလုပ်ဖို့ကြိုးစားတာပဲ။ဘာလို့လဲဆိုတော့အဲ့ဒါကဗျမ်းပဒါဖြစ်စေလိမ့်မယ်လို့ဆိုပါတယ်။မက်ခရွန်က သူ့ရဲ့ချက်ကိုတတ်သိပြဖို့မကြာသေးခင်ကသမိုင်းကိုထောက်ပြခဲ့ပါတယ်။၂003ခုနှစ်ကအီရန်မှာလှုပ်ခဲ့တာဒါမှမဟုတ်ဆယ်စုနှစ်အစောပိုင်းကလစ်ဗျားမှာလှုပ်ခဲ့တာတွေကကောင်းတဲ့အကျဉ်းလို့ဘယ်သူများထင်ကြလဲဆိုပြီးသူကထက်လောင်းပြောကြားခဲ့ပါတယ်။ ်ခါမနီကိုချိန်မုံးလိုက်ရင်အာနာကွက်လက်တခုဖြစ်ပေါ်လာပါလိမ့်မယ်အာနာကွက်လက်မျိုးစားရင်းရဲ့အန်ရီကအီရန်မှာပုံမအဆုံးရောက်တဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ IRGC ဒါမှမဟုတ်အီရန်တပ်မတော်ကစစ်ကောင်းဆောင်ချုပ်ကခါမနီရဲ့နေရာကိုဝင်ရောက်လာနိုင်တာပါပဲနေတန်ယာဟူရဲ့ရည်မှန်းချက်ကအီရန်နဲ့ထာဝရစစ်ပွဲကိုအဆုံးသတ်ဖို့ဆိုရင်ခါမနီကိုချိန်မုံးတာဟာနီးလန့်မကြဘူးလို့ဆိုနိုင်ပါတယ်ဒါကြောင့်အစ္စရေးကခါမနီဘယ်မှာပုံးနေလဲဆိုတာတိလျက်နဲ့မတိုက်ခိုက်သေးတာဖြစ်နိုင်ပါတယ် သူကအီရန်ပြည်သူတွေအနေနဲ့ပုံကံမှုတစ်ခုစတင်ပြီးခါမီနီရဲ့နေရာကိုပုံမိုပြောင်းလဲနိုင်တဲ့ပြီးတော့အစ္စရေးနဲ့ပုံမိုရင်းနှီးတဲ့ဆက်ခံသူတို့အုပ်ကိုခေါ်ဆောင်လာဖို့လိုလားနေတာပါရုရှားရဲ့ကိစ္စကိုလည်းထည့်သွင်းစဉ်းစားဖို့လိုပါသေးတယ်ဇွန်လ20ရက်နေ့မှာ Sky News ကရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ပြောရေးဆိုခွင့်ရှိသူဒမ်မထရီပက်စကော့ဖ်နဲ့လုပ်ခဲ့တဲ့ရှားပါအင်တာဗျူးတစ်ခုကိုဖော်ပြခဲ့ပါတယ်သူကအီရန်မှာအစိုးရပြောင်းလဲလို့တာကစိတ်ကူးလို့တော့မရနိုင်ဘူးလို့ပြောခဲ့ပါတယ် ပတ်စကော့ကဒါကလက်ခံနိုင်ရမရှိဘူးအဲ့ဒါနဲ့ပတ်သက်ပြီးစကားပြောတာတော့ဘသူအတွက်မှလက်ခံနိုင်ရမရှိသင့်ဘူးလို့ထပ်လောင်းပြောကြားခဲ့ပါတယ်ပူတင်ရဲ့ပြောရေးဆိုခွင့်ရှိသူကလည်းတော်ဝိုက်ချင်းချောင်းမှုအချုပ်ကိုပြုလုပ်ခဲ့ပြီးအစ္စရေးဒါမှမဟုတ်အမေရိကန်လက်ထက်မှာကာမီနီတည်ဆုံးတယ်ဆိုတဲ့သတင်းကိုရုရှားကတုံ့ပြန်မယ်လို့ Sky News ကိုပြောခဲ့ပါတယ်ဒါကဘာကိုဆိုလိုသလဲဆိုတာဘသူမှတိတိကျကျမသိပါဘူးဒါပေမဲ့ပတ်စကော့ကအစ္စရေးကကာမီနီကိုချိန်မုံလိုက်ရင် ရုရှားအနေနဲ့အရှိလေပိုင်းအချက်တဲမှာပုံမူပါဝင်လာနိုင်ခြေကိုတွယ်ဝိုက်ညွန်ပြနေပုံပါပဲ။အစ္စရေးကဒါကိုမလိုလားပါဘူး။ဒါကြောင့်ခါမေနီရဲ့ပတ်ဝန်းကျင်ကဖွဲ့စည်းပုံတစ်ခုလုံးကိုချိန်မုံပြီးအီရန်ရဲ့အမြင့်ဆုံးကောင်းဆောင်ကိုပုံအောင်နေစီကကျန်တဲ့နိုင်ငံရဲ့အစိုးရပြိုလဲသွားအောင်လှုံ့ဆော်ခြင်းဖြစ်ကျေနပ်နေနိုင်ပါတယ်။ဒါပေမဲ့ရုရှားပါဝင်မှုထက်ပိုဆိုးတာကအစ္စရေးအီရန်စစ်ပွဲဖြစ်လာနိုင်ပါတယ်။အခုဖြစ်နေတာကအစပဲရှိပါသေးတယ်။တကယ်မီးမုံတိုင်းကအခုမှစတော့မှာပါ။ ားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ